ကဲစစ်ဒေါန်ဒရာစီတဲ့ကျွန်တော်ကအလုပ်အားတယ်ကျွန်တော်မိတ်ဆွေတွေအားမအားမသိဘူးเนาะအဲ့တော့လွှင့်ထားလိုက်မယ်အားတဲ့အချိန်ကျတော့ဝင်ကြည့်ကြပါဦးဒါလေးကကျွန်တော်မွေးစိုက်ကလေးအရင်ပြเนาะတို့ဒီ၄၃၁၄၃၁ဒီအဲ့ဒီနေ့ထဲမှာပြန်ကြကြတယ် เนาะလေးတက်စီဆောင်มาจ้ะခါသူကနေပြီးတော့နှစ်နှစ်ကြော်လိုက်တော့နှစ်ချစ်6เนาะဒီနှစ်ချစ်6ဆိုတဲ့ကနေကလည်းသူကနေပြီးတော့ကျွန်တော်တို့အောက်ကိုပြန်ကြကြတယ်လေးနောက်ပိတ်ဆောင်มาပဲသူကြတယ်เนาะဒီကနန်းပြန်ကြတယ်ဒီကနန်းကလည်းပြန်ကြတယ်သူကနေနှစ်နှစ်ကြော်ဇောင်းတက်သွားလိုက်ရှစ်ခုနှစ်ပြန်ကြတယ်လေးနောက်ပိတ်ဆောင်ပဲသူကြတယ်เนาะ ဟောအဲ့ဒီတဲမှာ तू က၄နောက်ပိတ်ဇောင်းနေမှာပဲ तू ကပြန်ကြပြီးတော့အဲ့ဒီခဏပြန်ကြခဏရဲ့အထက်မြင်းကုံမှာရှိတဲ့ခဏကနောက်နှစ်ကို तू လိုက်ထွက်တယ်။အဲ့တော့ဒီ၆နှစ်ရှိပြန်ကြကြတယ်။ကြပြီးတာနဲ့သူ့ရဲ့ဒီဇောင်းမှာရှိတဲ့၈၆၁ကလည်းနောက်နှစ်ကိုလိုက်ပေါက်တယ်။အဲ့တော့ကျွန်တော်တို့ဒီ၈ခုနှစ်ကြီးကပြန်ကြကြသွားတယ်၄တဲ့ဒီဇောင်းကြလို့သူ့ရဲ့မြင်းကုံမှာရှိတဲ့၉၆၀ နောက်နေ့ကိုလိုက်ထွက်လို့ရတယ်နော်အဲ့တူကမွေကနန်စိုက်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်ကဘာလို့ဒီနေရာမှာထည့်တော့လို့ဆိုတော့ဒီနေရာမှာထည့်လို့ရတာရှိတယ်ပေါ့ဗျာတို့ဒီမှာခွန်ထိတ်ရှစ်ထိတ်၉ထိတ်လို့တော့ပြီးနေတာဟုတ်နော်အဲ့တူကနေပြီးတော့၁နေ့၃ညတက်တဲ့ပေးမှာ၈ထိတ်တူကနေ၁နေ့၃ညတက်တဲ့ပေးမှာ၉ထိတ်နော်အဲ့ဒီမှာဒီနောက်ထောင်၃လုံး ောက်ထောင်၃လုံးခုမြေကျွန်တော်ယူလိုက်တာကျွန်တော်ဘယ်လိုယူလိုက်ပါလဲ။ဩဟွန်းကျွန်တော်ကယူကနန်းပေါင်းနေတာကနန်းမှားပြီးပေါင်းထားတာ။ထားလိုက်ပါတော့အဲ့ဒါဆိုအေးနောက်ထောင်၃လုံးမယူတော့နဲ့နော်။တို့ဒီ၅ခါနဲ့6ခါနဲ့တို့နှလုံး1ငါးနောက်ပိတ်နဲ့6ခါနဲ့1 နှစ်နောက်ပိတ်နဲ့တုံညာခါနဲ့ကနှစ်နော်ဒီနောက်ပိတ်နဲ့ခါနဲ့ကိုတဒီနောက်ပိတ်နဲ့ခါနဲ့ကိုနှစ်ဒီနောက်ပိတ်နဲ့ခါနဲ့ကိုတော့3လို့ထည့်မယ်ဆိုရင်6ခါထည့်ရအောင်အဲ96အတွဲလိုက်ကိုကျွန်တော်တို့က5ပြိတ်နဲ့ပေါ့နော်ပစားချင်းကို60ဒီဘွဲကိုဒါထည့်ရတယ်ဆိုတာလေးပြောပြဒါသူ့ site ကဝင်းဆိုင်ဒီပညာကဏ္ဍရဲ့ဇောင်းကကဏ္ဍနောက်နှစ်ကိုထွက်ပြီဒီပညာကဏ္ဍရဲ့ဇောင်းက ပညာကဏ္ဍရဲ့ဇာဝကောင်းပြီးနောက်နေ့ကိုထွက်လို့ရတယ်အဲ့တော့သူတို့ကဒီကွာ3ညအောင်ဇောင်းနေမှာထွက်တာလားဒီကွာ3ညအောင်ဇောင်းနေမှာထွက်တာနော်အဲ့ဒီကွာ3ညအောင်ဇောင်းနေမှာသူကထွက်မလားနော်အဲ့ဒီမှာခွန်ထဲ၈ထဲ9ထဲဒီ9နဲ့ခါနဲ့ပေါင်းရင်ဒီနော်9နဲ့6နဲ့ပေါင်းရင်ဒီ2နဲ့3ညနဲ့ပေါင်းရင်နိဒီနိအခု9နဲ့6နဲ့ပေါင်းရင်3အဲ့တော့ဒီမှာ96ရှေ့တွေလည်းရှိတယ်ဒီကွာ3ရက်ဆောင်မှာသူရှေ့နေ့ကခဏ ပေါက်မယ်ဆိုရင်ပို60ပေါက်လို့ရတယ်ပေါ့ဗျာเนาะကျွန်တော်အဲ့လိုမျိုးတွေးထည့်လိုက်တယ်ဟုတ်ပြီအဲ့ကျွန်တော်မစ်ဆွေတွေတိုက်ရင်လည်းထိုးပေါ့เนาะအဲ့အဲ့ဒီမှာကိုးထိတ်ကကျွန်တော်တို့အနီးကလေးကျွန်တော်နည်းညာအားလို့လိုက်ကြည့်လိုက်တော့ကိုးထိတ်ကလည်းအနီးကမှာလည်းကိုးထိတ်တရားရှိတယ်เนาะအနီးမှာလည်းရှိတယ်အဝေးမှာလည်းရှိတယ်အဲ့အဲ့ဒီကိုထိတ်ကကျွန်တော်တို့ဒီနားမှာ ီအခွတ်နော်ခွတ်36နဲ့ပေါင်ရင်သူ6လို့ပြောထားတယ်ဒီခွတ်9နဲ့ထိနေတော့6လို့ပြောထားတယ်ဒီခွတ်6နဲ့3ထိနေတော့6လို့ပြောထားတယ်ဘူး3လုံးတော့သူကစားထားပြီနော်တကယ်လို့ထပ်6မယ်ဆိုရင်တော့ဒီနေရာမတိထည့်ကြီးလဲဝင်သွားလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်က3ကတ်ပဲကစားတာဆို3ကတ်ပဲလိုက် အဲအခွနဲ့ထိနေကိုအခွနဲ့ထိနေကိုအခွနဲ့ထိနေကိုလို့ရိုက်ပြီးတော့အဲ့ဒီကိုကြီးကျွန်တော်ကဒီခွန်နဲ့နှစ်နဲ့နောက်ပေါင်းခွန်နဲ့နှစ်ထိနေကိုကျွန်တော်ကကိုလို့ပြန်ထည့်ဒီမှာနောက်ပေါင်း6နဲ့3ထိနေကိုကိုလို့ကျွန်တော်ပြန်ထည့်ဒါဆိုရင်ဒီနောက်ပေါင်း3ညနဲ့ကိုထိနေကိုကိုလို့ကျွန်တော်တစ်ခါပြန်ထည့်နော်ဒါဆိုရင်ဒီနေရာမှာကိုထိစီရတယ် เนาะကျွန်တော်မိတ်ဆွေတွေကြည့်ရတာရှင်းရလားတော့မသိဘူးเนาะအဲ့ဒီအခွတ်3နဲ့6ထိန်းတွေကကိုเนาะဒီအခွတ်9နဲ့2ထိန်းတွေကကိုဒီခွတ်6နဲ့3ထိန်းတွေကကိုเนาะကို3ချက်ကစားထားတယ်အဲ့ဒီကို3ချက်ကစားထားတာကျွန်တော်ကဒီနောက်ပေါင်းနဲ့နှစ်ထိန်းတွေက နောက်ပေါင်း6နဲ့3ထိန်းနဲ့ကကိုနောက်ပေါင်း300နဲ့9ထိန်းနဲ့မှာကိုဆိုပြီးတော့ကျွန်တော်ကဒီနေရာမှာကိုသုံးလုံးပြန်ထည့်เนาะအဲ့ဒါဆိုတော့ကျွန်တော်တို့ကဒီနေရာမှာ9ထိန်းစီရနေပြီเนาะအဲ9ထိန်းစီရနေပြီဆိုတော့ခုနကစိုက်က9 6ရှေ့တွင်နဲ့ပရိတ်အဲတနည်းသူရှေ့နှစ်ကကဏ္ဍ9 60ကျွန်တော်ထည့်လိုက်တယ်เนาะအခုဒီကောင်ကိုကြာတော့ကျွန်တော်က9ထိန်းစီနဲ့ကိုကိုခွန် ထည့်မလားကိုခုံကိုထည့်မလားဗောနော်ဒါကြိုက်တာထည့်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကစားနေကြ line တစ် line တော့ကျွန်တော်မပြသေးဘဲနဲ့ထားရတာတခုရှိတယ်အဲ့ဒါကကျွန်တော်မနစ်ကဦးစင်းကြီးခံခဲ့တယ်နေ့နှစ်ခတ်နောက်ပေါင်းလေးเนาะအဲ့ဒီနေ့နှစ်ခတ်နောက်ပေါင်းလေးအဲ့ဒီနှစ်ဒီသူ့ရဲ့နောက်နှစ်မှာ၃ညထိတ်စီအခုခွာရအောင်နှစ်ထိတ်လို့ တက္ကသုံညရဲ့နှက်ခတ်နောက်ပေါင်းခွန်ရဲ့အဲ့တုံညသူ့ရဲ့နောက်မြင့်မှာတုံညကိုတစ်ထိတ်စီရဲ့တပွဲကြုံနောက်ဘူးရဲ့အောက်မှာပဲသူပေါ်တယ်နော်ဒီနှစ်ဒီနောက်ဘူးအောက်မှာသူကနှစ်ထိတ်လို့ပေါ်တယ်ဒီတုံညကလည်းသူ့ရဲ့နောက်နှစ်နောက်ဘူးအောက်မှာပဲတုံညထိတ်လို့ပေါ်တယ်အပေါ်မှာတုံညထိတ်မရှိဘူးနော်အဲ့ဒီမှာ6ထိတ်6နှက်ခတ်နောက်ပေါင်း6လို့ရိုက်တယ်အဲ့6ဒီသူ့ရဲ့နောက်နှစ်မှာနောက်ဘူးအောက်မှာ နှစ်ထိပ်စီရဲ့တပွဲကြော်နော်တွဲဒီမှာတစ်ထိပ်စီရဲ့တပွဲကြော်ဒီမှာသုံးရထိပ်စီရဲ့တပွဲကြော်နော်ကျွန်တော်အဲ့လိုမျိုးကိုးထိပ်ကိုအဲ့လိုလဲကျွန်တော်ထည့်ကြည့်တယ်အဲ့ဒါဆိုရင်အခုကျွန်တော်တို့အဲ့ဒီ line ထဲမှာကျွန်တော်တစ်ခါပြဘူးတယ်အဲ့ဒီ line ထဲမှာသူက3ဘယ်လိုခေါ်မလဲသူ့6နှစ်ကပေါ့နော်ကျွန်တော်သူ့6နှစ်ကဒီခုနှစ်ကနောက်နှစ်ကိုသူကလိုက်ပေါက်တယ် အဲ့ဒီ၄ခုနဲ့လိုက်ပေါက်တော့သူကတုံညာနောက်ပဲရေမြင့်ကိုမှပေါက်တော့အဲ့ဒီ၄ခုနဲ့ကအရှိ၃နှစ်ကျော်ကပေါက်တယ်ခင်ဗျနော်အဲ့ဒီ၃နှစ်ကျော်က၃နှစ်ကျော်က၄ခုနဲ့၃နှစ်ကျော်ပေါက်ပြီးတော့သူ့ရဲ့နောက်နှစ်ကိုသူကထွက်တယ်တုံညာနောက်ပဲရေမြင့်ကိုဒီခွန်နောက်ပဲရေအောက်ဆောင်မှသူထွက်တယ်ဒါဆိုရင်ဒီတုံညာထိပ်စီနောက်ပေါင်းခွန်လို့ဖြစ်တယ်အဲ့ဒီနှစ်တည်းမှာ တနောက်ပရင်မြင်းကိုရှင်းနောက်ပရင်မြင်းကိုနော်ဒီမှာထွက်တဲ့ခဏကသူ့ရှေ့နှစ်ခါခဏဒီခဏကလည်းရှေ့၃နှစ်ကြုံမှာထွက်ထားတဲ့ခဏဖြစ်တာသူအဲ့လိုဖြစ်အဲ့ကျွန်တော်တို့ဒီခွန်၃ည၈တလက်ကတဆုံးမို့ရိုက်နေတယ်အဲ့လက်ကတဆုံးမို့သူက၃ည၈နှစ်ခွန်၈၉လို့သွားတယ် เนาะปอมแยเต็นเนี่ยคงชิดกูเจอเราดูดีโกนอกเปยโกนอกเปยมิ้งกุ้มมาถั่วมั้ยดีนี่นอกเปยซ้อมมาถั่วมั้ยกันนี่ตุชี่นี่กะกันกูดีกระนั้นดิชี่3นี่จ่อมาตัวตะคาปอกทาแกเออดีกระนั้นดิ3นี่จ่อตะคาปอกดิตุ่ยน้องนี่กูตะคาไล่ปอกเออเจอเราดีนี่นอกเปยซ้อม တင်နောက်ပရိဆောင်၊သုံညာနောက်ပရိဆောင်နော်။နောက်တစ်ခုကခွန်နောက်ပရိမြင်းကို၊နောက်ပရိမြင်းကိုအခု၉နောက်ပရိမြင်းကိုဒီပွဲမှာထည့်လို့ရနော်။အဲ့မှာကျွန်တော်တို့၉ခုခုဘ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 ုနော်ထည့်လို့ရတယ်။ဟုတ်ပြီလား။အဲ့တော့မနေ့ကလည်းကျွန်တော်ပြ ဲ့ဒီမှာကလည်းသူကဒီကွာနဲ့ထိနေကိုနောက်ပိတ်နဲ့ထိနေကပြန်ကိုတယ်ဒီကွာခွန်နဲ့နှစ်ထိနေကိုနောက်ပေါင်း6နဲ့3ထိနေကကိုတယ်နော်အဲ့ဒီမှာကွာ6နဲ့3ထိနေကိုကိုနောက်ပေါင်း9နောက်ပေါင်း3ရနဲ့9ထိနေမှာကိုမှာအဲ့တော့9ထိစီအငိမ်ရတယ်နော်9ထိစီအငိမ်ရတော့ကျွန်တော်တို့ကနှစ်ကွက်သေးထိုးရအဲ့တော့နောက်တနည်းကျွန်တော်တို့နောက်ပိတ်တလုံးကိုထပ်ကြည့်လိုက် နောက်ပိတ်တလုံးကိုကျွန်တော်တို့ထပ်ကြည့်လိုက်တော့ကျွန်တော်တို့ဒီနားလေးမှာဒီနားလေးမှာဆိုတော့ကျွန်တော်တို့ဒီနောက်ပေါင်းကိုနဲ့ခွန်နောက်ပိတ်နဲ့နော်သူက6လူပဲနောက်ပေါင်းကိုနဲ့ခွန်နောက်ပိတ်နဲ့6လူပဲတခါဒီနောက်ပေါင်းခွန်နဲ့ရှင်းနေ5လို့ ဒါဆိုရင်ဒီနောက်ပေါင်းခွန်နဲ့ခွန်နောက်ပိနဲ့ကိုပြောလေးလို့ထက်6 5 4ထက်เนาะအဲ့လိုထည့်လိုက်တာလေသူကဒီနောက်ပေါင်းခွန်နဲ့ဒီခွန်နောက်ပိနဲ့လေးလို့ပြန်ထည့်ဒီနောက်ပေါင်းခွန်နဲ့7နဲ့ကိုသူက9လို့ပြန်ထည့်အဲ့ဒီနောက်ပေါင်း9နဲ့9နောက်ပိနေ6လို့ကျွန်တော်တို့ကပြန်ထည့်ချင် ဲ့တော့မှ तू ကနှလုံး30เนาะဒီနှလုံး30ဒီနှလုံး30ဒီနှလုံး30ဆိုတာကို तू ဖြည့်သွားမှာเนาะအဲ့သဘောတော့ပေါက်မယ်ထင်တာပဲနောက်ပေါင်း9နဲ့9နောက်ပိတ်နဲ့ကို၄အဲ့ဒီ၄ကိုဒီနောက်ပေါင်း9နဲ့9နောက်ပိတ်နဲ့က6เนาะအဲ့ဒါမှနှလုံး30ပြန်ဖြစ်တယ်ဒါဆိုရင်ဒီမှာနောက်ပေါင်း9နဲ့8နောက်ပိတ်နဲ့က9လို့သူရိုက်တယ် ီနောက်ပေါင်းခွန်နဲ့ဒီရှင်းနောက်ဘိတ်ကိုလည်းသူကငားလို့ပဲပြန်ရိုက်တယ်။ဒါဆိုရင်ဒီနောက်ပေါင်းခွန်နဲ့ခွန်နောက်ဘိတ်နဲ့လေးလို့ရိုက်။ဒီနောက်ပေါင်း9နဲ့ခွန်နောက်ဘိတ်နဲ့ဆိုတော့6လို့ပြန်ရိုက်တယ်။ဟုတ်6လို့ပြန်ရိုက်တယ်။အဲ့တော့မှသူက30 30ဆိုတော့တဆုံကိုပြန်ထွက်လာ။အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာခွန်နောက်ဘိတ်ထည့်နော်ခုနကစိုက်ကကိုထည့်စီစားထည့်လိုက်အဲ့တော့ဒီဘက်မှာကျွန်တော်တို့ 5နောက်ပိတ်6နောက်ပိတ်9နောက်ပိတ်ရှိတယ်ခွန်ထိတ်8ထိတ်9ထိတ်ဆိုတာဒီတွေလည်းရှိတယ်เนาะဒါလေးတွေလည်းဟိုကဖြစ်သွားလို့ရတယ်ဟိုဒီမှာတို့5နောက်ပိတ်6နောက်ပိတ်ဝဲဟို9နောက်ပိတ်ထိတ်เนาะသူကဆရာတဲ့ကျေးဇူးတင်ပါတယ်အောင်မြင်ပါစေဟုတ်ကဲ့เนาะအဲ့ဒီနောက်ပေါင်းနဲ့ပြန်ချင်းပြမယ်နောက်ပေါင်းနဲ့နောက်ပိတ်နဲ့9နဲ့9 6 ခွန်နဲ့ရှင်းနေကမှာခွန်နဲ့ခွန်နဲ့ကဒီ56အဲ့ဒီ56ကိုအဲ့ဒီ56ကိုခွန်နဲ့ခွန်နဲ့ပေါင်းရင်ခွန်နဲ့ရှင်းနဲ့ပေါင်းရင်9ကိုနဲ့ခွန်နဲ့ပေါင်း6เนาะ56ပြန်ဖြည့် ซื้อดิไม่มีแล้วหายไปไหนไม่รู้อะไรสูยิจนว่าตรงกันหนี่ยจนภาษาอย่าไรไม่มี ไม่รู้วันนั้นเทิ้งไว้ตุวนั้นแล้หายไปไหนไม่รู้ถ้าเราดีเอากัะจน้คุณนักจนเบียวได้ไรมาเนาะเดี๋ดี ီကနန်းပြန်ကြသူ့ဆောင်းမှာခွန်ထိတ်ပေါ့နော်တခါဒီကနန်းကပြန်ကြသူ့ဆောင်းမှာ၈ထိတ်တခါဒီကနန်းကပြန်ကြသူ့ဆောင်းမှာ၉ထိတ်နော်သူကအဲ့လိုမျိုးတွေလည်းရှိတယ်အဲ့တော့၉ထိတ်ခွန်အပိတ်နော်အဲ့ဒါကိုကျွန်တော်နောက်ထပ်တစ်မျိုးဆွဲပြမယ်နော်၄ကနဲ့ဆွဲပြမယ် လေးကတ်မှာလဲသူကအထောက်ရှိလို့ပါเนาะကျွန်တော်က3ကတ်နဲ့အဲတုန်းကကစားပြခဲ့တာကျွန်တော်မိတ်ဆွေတို့ကျွန်တော်3ကတ်နဲ့ကစားပြခဲ့တယ်ကျွန်တော်အဲတုန်းကဘယ်လိုကစားပြခဲ့လဲဒီနှလုံးတစ်ဒီနှလုံးကတစ်ဒီနှလုံးနှစ်ကိုဒီနှလုံးကနှစ်ဒီနှလုံး3ကိုဒီနှလုံးက3ဆိုပြီးကျွန်တော်ခေါင်းနောက်ပိတ်ဒီနေရာမှာထည့်ပြခဲ့တယ်เนาะ 665ထဲကြာရှိပါတယ်လိုက်ထဲမှာပြန်ကြည့်ပါနော်ကျွန်တော်ပြထားတာမနေတော့ပါဘူး665 965လည်းရှိ656လည်းရှိတယ်နော်အဲ့တော့ကျွန်တော်တို့ကဒီနှလုံး1ဒီနှလုံးက2ဒီနှလုံးက3အဲ့ဒီ1နဲ့3 3ခက်ပဲကစားမယ်ဆိုလည်းရတယ်4ခက်ကစားမယ်ဆိုလည်းရတယ်နော်အဲကျွန်တော်တို့ကဒီနှလုံး1 2 3 1 2 3ကိုပါဝါလန်လိုက်6ခု နော်အဲ့ဒီ6ခွန်ရှိခု6ခွန်ရှိခု6ခွန်ရှိခုကျွန်တော်တို့ကဒီရှေ့ပေါင်း9နဲ့ခွန်နောက်ပိတ်နဲ့6လို့ပြောရတယ်နော်6လို့ပြောရတယ်ဒီရှေ့ပေါင်း9နဲ့ရှေ့နောက်ပိတ်နဲ့ခွန်လို့ပြောရ ခုတကရှေ့ပေါင်း1နဲ့ခွန်နောက်ပိုင်းနဲ့ကိုရှေ့လို့ရတယ်အဲ့တော့ဒီရှေ့ခွန်6ရဲ့ပါပါ3 2 1ဆိုတာသူကပုံမှာကစားခဲ့ပြီလားတကယ်လို့ကျွန်တော်မိတ်ဆွေတွေက၄ခန်းနဲ့ဆွဲကြည့်ရှင်လေသူကဖြစ်တယ်အဲ့တော့ဒီနှလုံးကသူကခွန်လို့ရိုက်ခဲ့တာခွန်ပါပါကိုဒီနှလုံး9နဲ့ခွန်နောက်ပိုင်းနဲ့ကိုလို့သူကနှစ်လို့ကစားခဲ့တယ်နော်အဲ့၄ခန်းစီးနဲ့ပဲကျွန်တော်တပြေးတည်းပြလိုက် ီနှလုံးခွန်အဲ့ဒီခွန်ကိုဒီနှလုံးငားနဲ့ခွန်နောက်ပိတ်နေနေလို့ပူစားခဲ့နော်ဒါကဒီနှလုံးတစ်တစ်ရဲ့ပါပါ6ခုဒီနှလုံးနဲ့ခွန်နောက်ပိတ်နေက6လို့ပူစားခဲ့ဒီနှလုံးကနေ့လို့ပြည်လို့နေ့ရဲ့ပါပါလုံးကနှစ်ဖြစ်လို့နှစ်ရဲ့ပါဝါကျွန်တော်တို့ကနောက်ပေါင်းအဲရှေ့ပေါင်း6နဲ့ ရှင်းအောင်ပိနေကိုခွန်လို့ပဲစားတယ်အခုဒီနှလုံး၃ဖြစ်ခဲ့လို့၃ပါပါရှစ်ရှေးပေါင်း၁နဲ့ခွန်အောင်ပိနေရှစ်လို့ပဲစားတယ်เนาะအဲ့ဒါဆိုရင်သူကခွန်နောက်ပိတ်ကအချုပ်ရှိတယ်ပေါ့ဗျာเนาะ၄ခက်လည်းဖြစ်တယ်အဲ့မှာကျွန်တော်တို့ဒီ300ခါရဲ့နှစ်ခက်ခွန်နောက်ပိတ်ဒီ300ခါရဲ့နှစ်ခက်ခွန်နောက်ပိတ် ီတခါရဲ့နက္ခတ်ရှင်းနောက်ပိတ်ဒါဆိုရင်ဒီမှာတုံညာခါရဲ့နက္ခတ်ဒီဘွဲကိုခွန်နောက်ပိတ်လို့လဲသူကလေးကနဲ့ပြန်ကြည့်နော်တုံညာတုံညာတတုံညာနက္ခတ်လန်လိုက်တော့ခွန်ခွန်ရှိခွန်နော်အဲ့ဒါကိုမှအပေါ်ကလိုင်းနဲ့လာပြီးတော့ကျွန်တော်ချုပ်လိုက်တာဒီနှလုံးခွန်ရဲ့ပါဝါဒီသုံးလုံးကနှစ်ဒီနှလုံးတရဲ့ပါဝါဒီသုံးလုံးက6ဒီနှလုံးနှစ်ရဲ့ပါဝါ ဒီသုံးလုံးကခွန်ဒီလုံးသုံးရပါပါဒီသုံးလုံးကရှဲဆိုပြီးကျွန်တော်ခွန်နောက်ပိတ်ထည့်ချလိုက်အဲ့အဲ့ခွန်နောက်ပိတ်ကခုနကျွန်တော်ပြတဲ့ဒီခွန်နောက်ပိတ် line လေးနဲ့တွားတွဲကြည့်လိုက်တဲ့အခါကျတော့သူကအန်ခိုင်းကြတယ်เนาะဒီသုံးလုံးက6ဒီသုံးလုံးက5ဒီသုံးလုံးက6 5ဒီအဲ့ဒီ6 5လေးကိုဒီသုံးလုံးက၄ဒီသုံးလုံးက5ဒီသုံးလုံးက6ဆိုပြီးတခါ၄5 6ပြန်ဖြည့် ဲ့နော်ဟုတ်ပြီလားအဲ့တော့ကျွန်တော်တို့ကနှစ်ခွက်လုံးကတော့နင်းစရာကောင်းတယ်ခဏလေးနော်အပူခွက်လည်းကောင်းတယ်ဆိုတော့အပူခွက်လည်းကောင်းတယ်ဆိုတော့ကျွန်တော်တို့ကဒီနေရာမှာတစ်ခွက်တည်းထည့်ရှာလိုက်ကောင်းကောင်းနဲ့ဆိုဒီကောင်းတော့ဘယ်တည်းထည့်လိုက်ရဒီလိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကိုခုံခုံဆိုရဲကနေ ပြန်ကြကဏ္ဍမျိုးပေါ့နော်ဒါလည်းထည့်ကြည့်ပေါ့ပြန်စစ်ကြည့်ပါကျွန်တော်၄ခန်းနဲ့လည်းကစားပြခဲ့တယ်၃ခန်းနဲ့လည်းကစားပြခဲ့တယ်နော်နောက်တစ်ခါကိုထိတ်ကလည်းကျွန်တော်၃ခန်းနဲ့ကစားပြခဲ့တယ်အဲ့ပဲကိုထိတ်ကလည်းကျွန်တော်ကစားပြခဲ့တယ်၃ခန်းနဲ့နော်သူကလည်းချုပ်ွက်ပါလို့ကျွန်တော်ကစားတာပါမချုပ်ထားရင်မကစားဘူးနော်ဒီအခွနဲ့ထိတ်နဲ့ကို ောက်ပေါင်းနဲ့ထိနေတာပြန်ကူတာကအခွနဲ့ထိနေကူနောက်ပေါင်းနဲ့ထိနေတာကူတာအဲဒီအခွနဲ့ထိနေကူနောက်ပေါင်းနဲ့ထိနေတာကူတာဒါကိုထိပဲเนาะအဲ့ဒီကိုထိကိုအခုကျွန်တော်တို့ဒီလိုင်းကခွန်နောက်ဘိတ်တွေကတ်လိုက်လို့ရှိရင်အပူလည်းဖြစ်ကြမယ်ငါးပရိတ်လည်းဖြစ်ကြမယ်ဆိုဒီတစ်ခွက်သေးပဲကြာเนาะအဲကျွန်တော်မိတ်ဆွေတွေပြန်စစ်ကြည့်ကျွန်တော်ကဒီအနီးကလိုင်းနေတိတ်ပြီးတော့ ကျွမ်းဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ညကဩဘဝအေးအေးနဲ့ပြင်းတယ်လို့ရှိတာနဲ့ထိုင်ကြည့်ကြည့်ရင်းနဲ့အနည်းကလေးတွေကြည့်အောင်ပါဆိုပြီးကြည့်ဒီနေရာမှာကျွန်တော်တို့အချုပ်မပါပဲနဲ့ဗယံပဓာတွေလိုက်ပေါင်းရင်တော့အများကြီးပဲနှစ်ပိတ်တွေတစ်ပိတ်တွေခြေပိတ်တွေဟိုထိတ်ကိုလည်းတခါနှစ်ထိတ်တွေသုံးထိတ်တွေပလုံးစီနေအောင်ရတယ်ကျွန်တော်ချုပ်ပါတယ်ဒီအချုပ်ပါတဲ့ဟာလေးတွေပေါ့ဒီလိုသုံးကအချုပ်ကလေးပါတာလေး အဲကျွန်တော်တို့ဒီအပေါ်မှာတော့ငါဒီခွန်နောက်ပိတ်ကိုအဲ့လိုပဲကစားခဲ့တယ်ဒီနှလုံးတစ်ကိုဒီနှလုံးကပြန်တစ်တယ်ဒီနှလုံးနှစ်ကိုဒီနှလုံးကပြန်နှစ်တယ်ဒီနှလုံးကသုံးပြီဒီနှလုံးပြန်သုံးမယ်ဆိုဒီနေရာခွန်နောက်ပိတ်အဲ့မှာကျွန်တော်ကခွန်နောက်ပိတ်တခြားလိုင်းနေနေကိုကျွန်တော်ခြားထည့်ချစ်တုံညာကတို့ရပါတယ်ဒီနေရာမှာရှစ်ထိတ်တွေကိုလည်းရှိတယ်ဒီနေရာမှာရှစ်ထိတ်ကိုလည်းရှိတယ်ရှစ်ထိတ်က ူကထောက်ချက်တွေမပါတဲ့ခါကျတော့ကျွန်တော်မယူတော့တာပေါ့နော်ထောက်ချက်တွေမပါတော့လို့ကျွန်တော်မယူတော့တာရှစ်ထိတ်တွေလည်းရှိတယ်ဟဲ့ဒီနေရာသူကတော့ဒီလိုမျိုးအထောက်မပါဘူးပေါ့နော်ဒီလိုတင်းနေ3ရိုက်လို့ဒီမှာတင်းနေ3ပြန်ရိုက်တာလို့လေဒီမှာ၄၅၆ကိုဒီမှာ၅၆၄ပြောင်းပြန်ပြန်ရိုက်တာလို့ဒါမျိုးဒီမှာကိုကိုကိုဒီမှာကိုကိုသုံးလုံးဒီကိုသုံးလုံးကိုသုံးလုံးပြန်ဖြည်တာကျွန်တော်အဲ့လိုမျိုးတွေဆိုရင်တော့ဒါကစားတယ် ဲ့လိုမှမဟုတ်ပဲねအထောက်မပါပဲねလိုက်ပေါင်းရင်တော့အများကြီးပေါင်းလို့ရတယ်ဒါဆိုအနီးကစရာတွေအများကြီးပေါ့เนาะအများကြီးသလိုရှိမှရှိတာပေါ့ဒါမျိုးပဲကျွန်တော်ကတော့ဒါတွေသိပြီးတော့မလေ့လာဘူးဒါပေမဲ့တခါတလေအားတဲ့ချိန်ဆိုရင်တော့စစ်ကြည့်တယ်ကိုယ်ကဏ္ဍနဲ့ထည့်ရမရပေါ့เนาะအနီးကမှာပေါင်းရင်ပေါင်းသလိုရတယ်ကဏ္ဍတစ်လုံးလိုချင်လိုချင်တယ်လို့ဆွဲထုတ်လို့ရတယ်ဒါပေမဲ့အထောက်ရှိတာလေးနဲ့ကျွန်တော်လုပ်ကြည့်တယ်เนาะအဲကျွန်တော်မိတ်ဆွေတွေအားလုံးပဲ ေးကိုကြိုက်ရင် second shot ရိုက်ယူထားလိုက်ကိုထိတ်ခွန်ပိတ်နော်ကိုထိတ်စီခွန်နောက်ပိတ်ပြန်စစ်ရှင်းနေလို့ပြ second shot လေးရိုက်ယူထားလိုက်အဲ့ဒါဆိုရင်ပြန်စစ်ကြည့်မမအောင်နော်နောက်အဲ့တော့ကျွန်တော်ခုနကပြောခဲ့တဲ့ကျွန်တော်တို့သုံးကတ်လိုင်းနဲ့အကွက်ရွှေ့ပါလေသူကသွားပြီးတော့ဝင်သွားတာဟုတ်ဝင်သွားတယ်ဆိုတော့ ီကနန်းဒီ3နှစ်ကြော်လမ်းပေါက်ပြီးတော့သူ့ရဲ့နောင်နေเนาะဒီမှာလည်းအတူတူပဲဒီကနန်းက3နှစ်ကြော်လမ်းပေါက်ပြီးမှသူ့ရဲ့နောင်နေကိုပြူလာเนาะအဲ့လိုမျိုးဖြစ်ထားတာကျွန်တော်တို့နှစ်ကွက်တည်းရှိတယ်ကိုကိုခွန်နဲ့တုံညာ၄တုံညာ၄နှစ်ကွက်တည်းရှိเนาะအဲ့အဲ့ဒီကိုကိုခွန်ဒီအဲ့ဒီကိုကိုခွန်ဒီ၃နှစ်ကျော်သူပောက်ခဲ့လို့ နောက်နှစ်ဒီနှစ်နောက်ပရင်မျိုးကိုကိုနောက်ပရင်အောက်ဆောင်ဒီဘွဲမှာထည့်လို့ရတယ်လို့ကျွန်တော်ပြောခဲ့တာเนาะအဲကျွန်တော်မိတ်ဆွေတွေကြိုက်ထူတာအာထိုးမှာအာထိုးတရတော့မဟုတ်ပါသူကနှစ်ကွက်ပဲထိုးရမယ်ဒါပေမဲ့အနီးကနဲ့ပြန်ချုံရင်တကွက်တည်းထွက်တယ်เนาะဟဲ့လို့မယ်အစဉ်ပြေလို့တန်ကောင်းကြပါစေเนาะကျွန်တော်လည်းတက်နိုင်တယ်လို့ကျွန်တော်မိတ်ဆွေတွေကိုပူညီပေးရှင်တယ် ါပေမဲ့ကူညီနိုင်တာကလည်းကျွန်တော်တတ်တဲ့ဒီကလနာပညာလေးနဲ့ပဲကူညီနိုင်နေပေါ့ဗျာနော်ဒီချိန်မှာလူတိုင်းဒုက္ခရောက်နေကြတဲ့ဘင်းဒုက္ခတွေအလုပ်တွေကမကောင်းနော်စီးပွားရေးတွေကမကောင်းနိုင်ငံရေးကမကောင်းญาติဥဒုဘေးဒုက္ခတွေကတမျိုးအဲကျွန်တော်တို့က တတ်နိုင်ဘူးပြေနော်ကျွန်တော်တို့လည်းမြန်မာနိုင်ငံလေးကမြန်မာပြည်သားတယောက်ဖြစ်တဲ့အတွက်သူသည်အတူတူနဲ့အနူနူပဲပေါ့ဗျာနော်ဒီမြတ်ဒုက္ခရောက်ကိုဒုက္ခရောက်တာနဲ့အတူတူပဲဒါပေမဲ့ကိုကတော့နည်းနည်းလေးအသက်ရှူပေါက်ကလေးရှိနေသေးတယ်ဆိုပြီးတော့ပဲဖြေရတာပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကို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 ဒီလိုမျိုးလေးလေးထုတ် 3-5ခုကိုကြိုက်ရင်လည်းထိုးဒါပေမဲ့9ထဲနဲ့လည်းပြောင်းထိုးခွန်နောက်ပိတ်နဲ့ပြောင်းထိုးပေါ့နော်9-3ခုလိုမျိုးဒါမျိုးလေးတွေဒါလေးတွေကတော့နေရာတိုင်းကွက်ကိုလှည့်ထိုးနော်ဒီကောင်နေကြတော့ဒဲ့ပဲနော်ဒီကောင်နေကြတော့ဒဲ့ပဲကို6ငါ56နော်690ကို60တုံးရနေနေ693ပါမယ်900ပါမယ် ပေါ့ငယ်ပြပြပေါ့ငယ်ဝင်ပေါ့ရာရာရမယုံငါရမမီယူပတ်သက်မရှိပါဘူးဆိုထည့်ရမယ်လားခေါ့ဒီမှာပတ်သက်မရှိလို့ချဲတောင်မလို့ထိုးရမလဲစဉ်းစားလို့နေအကုန်မထိုးနိုင်ဘူးကျွန်တော်နော်ဒါတွေကျွန်တော်အကုန်ထိုးမှာမဟုတ်ထိုးလည်းမထိုးနိုင်ဘူးပတ်သက်လည်းမရှိဘူးအဲ့တော့ကျွန်တော်ထိုးမဲ့ကဏ္ဍလေးတွေတော့ကျွန်တော်အမှန်ကြည့်လေးရှစ်ထားပြီ ကိုချစ်တုံးဒဲထိုးမယ်ကိုကိုခွန်ဒဲထိုးမယ်ကို6ကဒဲထိုးမယ်ကို60ဒဲထိုးမယ်နော်ကို96ဒဲထိုးမယ်နော်အဲကျွန်တော်ထိုးမယ်ခဏလေးတစ်ခွက်နှစ်ခွက်သုံးခွက်လေးခွက်၅ခွက်၆ခွက်9ခွက်10ခွက်ရှိတယ်နော်အဲဒီကောင်လေးတွေကတော့ရန်သိနေနော်ဒီကောင် site ဒီကောင်နဲ့ရန်သိနေဒါလေးတွေလည်းခွန်နောက်ပိတ်နေနော် ဖွန်ထိတ်လည်းရှိတယ်เนาะဒီကောင်လေးဆိုဒါမျိုးလေးပို့ဆိုမဆိုဘူးเนาะဟုတ်လားအကနန်းယူထားတဲ့လူတွေကတော့သိပြီဘယ်ကောင်တင်ရမလဲဆိုတာเนาะမယူတဲ့လူတွေလည်းစိုက်ကိုကျွန်တော်လိုက်ကိုပုံသေးပုံမှန်ကြည့်တဲ့လူဆိုရင်သိပါတယ်ငါတို့ညီတော်မောင်ဘာကိုညွှန်ပြောနေတယ်လဲဘာကိုအော်ခိုင်းနေတာလဲဆိုတာသိတယ်เนาะကျွန်တော်ကတခြားစရာတွေလို့မဟုတ်ဘူး ဆရာစားပဲတော့မှမချမ်းကျွန်တော်တွေ့တွေ့တဲ့လောက်အကုန်ပြတ်ချက်ဆရာတွေကတော့ဒါသူတို့ကမန်ဘာခေါ်တယ်ဆိုတော့ခြံရတာပဲလို့နော်ကျွန်တော်ကတော့မန်ဘာဆရာမဟုတ်တဲ့အတွက်ခြံကြရဘူးမလို့အဲ့ဒီမှာဒါ460 site တွေပေါ့နော်ဒါကျွန်တော်ဒါကအပူ line နေကျွန်တော်ဆွဲပြီးတော့ပြထားပြီးပြီးသားတယ်နော်ဒါတွေကအပူ line နေဒါတွေကအပူ line နေပေါ့နော် ဓာရီယာ960 site တွေပါเนาะကျွန်တော်တို့၅ပရိက္ခဏလှမ်းပြစ်တာနောက်ဒီ၅ပရိက္ခဏလှမ်းပြစ်တာအခုဒီ၅ပရိက္ခဏလှမ်းပြစ်ကမှာเนาะအဲ့မှာ2 5 6လဲပါလာမယ်เนาะတတိထားဒါက938 site เนาะ938 site ဒီ site တွေကတော့ line ပေါ်မှာဘလူပြန်နေလို့ကျွန်တော်မပြတော့ဘူးเนาะကိုချုပ်ဆက်เนาะနောက်ဒီကောင်းနေဒီကောင်းနေဆိုကျွန်တော်မပြရသေးဘူးเนาะဒါကျွန်တော်တို့နှစ်ပရိတ်တစ်ပရိတ်တညာပရိတ်လို့ရိုက်တယ်သူ့အပေါ်ကကနေကတနစ်ကျော်ပေါက်တယ်เนาะဒီမှာလဲသူ့အပေါ်ကကနေ68တနစ်ကျော်ပေါက်တယ်အဲသူ့အပေါ်ကကနေ960တနစ်ကျော်ဒီနေ့တည်းကိုပေါက်လို့ရတယ် เนาะဒါမျိုးလေးတွေကျွန်တော်မရတာတွေသေးသေးပွဲပွဲလေးတွေဆိုကျွန်တော်မပြတော့အခုဒီနေရာတွေမှာလဲကျွန်တော်ပြပေးသားတွေเนาะကလနာဒါကျွန်တော်အခုဒီကျွန်တော်ပို့လာတဲ့ပတ်စံလေးနဲ့ဒါကျွန်တော်ကလနာတွေသွားကူထားပြီးတော့ဒါဒီပွဲလေးအတွက်เนาะရှင်းရတအုပ်မကုံလေးပါဦးကျွန်တော်နောက်တအုပ်ဒီမှာဆက်ပြီးတော့ပူထားပြီးတော့ဒါပထမတအုပ်ကကုံတော့မယ်နည်းနည်းကြာတယ်ဒါပေမဲ့ကျွန်တော်နောက်တအုပ်ထပ်ပူထားပြီးရတယ် ဘယ်နေလဲဝယ်ထားတယ်နော်အလုံးမဲ့အစဉ်ပြေစီခြင်းနဲ့ကံကောင်းတာမကောင်းတာဆိုတာကလည်းကံနဲ့လဲဆိုင်နေနော်အဲ့တော့ရွေးပြီးတော့လဲကိုကြိုက်တဲ့ကံကိုကိုထိုးကျွန်တော်ရွေးပေးထားတာလေးတွေလဲထိုးပြအောင်ထိုးနော်ဓာတ်ပုံလေးရိုက်ပြီးတော့ယူထားလိုက်အလုံးမဲ့အစဉ်ပြေကြပါစေလို့ပဲကျွန်တော်ဆုတောင်းပေးပါတယ်နော် ဒါခွန်နောက်ပိတ်ပရိငါကိုအဘူးဆိုရင်ရိုက်သွားနိုင်လို့เนาะကျွန်တော်ဒီလိုမျိုးထည့်တာခွန်နောက်ပိတ်ကိုကျွန်တော်ကြိုက်တာဟုတ်เนาะဒီကောင်းနေဆိုခွန်နောက်ပိတ်နဲ့ပြန်ထည့်အောင်ပုံပိတ်ကနန်းလိုက်ရွေးထိုးရင်ဘယ်နှကွက်မှမရှိဘူးเนาะတကွက်တောင်းကိုခွန်နောက်ပိတ်နဲ့ပြန်ထည့်နှစ်ကွက် သုံးခွက်လေးခွက်ဒီကောင်လဲခွန်နောက်ပိတ်နဲ့ပြန်ခဲ့နော်ဒီမှာခွန်နောက်ပိတ်ဒီမှာခွန်နောက်ပိတ်နေတယ်ခွန်နောက်ပိတ်နေခဏန်းဆိုဘယ်နှခွက်မှမရှိဘူးကျွန်တော်ထိုးစီရနော်အဲ့ဒါလေးတွေလည်းတတိထားဒါခွန်နောက်ပိတ်လေးတွေနဲ့ပြန်ထည့်လိုက်ကဲဟုတ်ပြီ